ာပါကျွန်တော်ခုဒီဗီဒီယိုဖိုင်လေးကို ကိုယ့်အိမ်မှာចောင်းသားတွေရှိတယ်နှစ်တန်းသုံးတန်းအရွယ်လောက်ကနေစပြီးတော့ထက်ပေါ့နော်ចောင်းသားတွေရှိတယ် straight ចောင်းသားရှိတယ်မိဘတွေအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပေးဖို့အတွက်မေတ္တာရက်ကန်အပ်ပါတယ်အားလုံးကိုလည်းကျွန်တော်ကောင်းကျိုးအနေနဲ့ပဲကျွန်တော်ဒါလေးကိုသုံးသပ်ခြင်းဖြစ်ပါတယ်ကျွန်တော်လေ့လာထားတာလေးကျွန်တော်တွေ့ရှိတာလေးကိုကျွန်တော်တင်ပြပေးတာပါကျွန်တော်ခုပြောပြပေးချင်တာကတော့ကျွန်တော်ခု line ပေါ်မှာ Facebook မှာတွေ့နေတဲ့ចောင်းသားတွေရံဖြစ်နေကြပါတယ် ကလေးတွေကဘယ်လိုရန်ဖြစ်ကြလဲဆိုရင်ကျွန်တော်တို့ငယ်တုန်းကကလေးတွေကတောင်းတဲ့တောင်းတဲ့ရန်ဖြစ်တယ်ဆိုရင်အဲ့ဒီနေရာမှာပဲအဲထိုးလိုက်တာပြင်တယ်ဘလုံးနာဖြစ်စကားများတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရတလောက်လေးနဲ့ပဲကျွန်တော်တို့ငယ်ဘဝမှာကျွန်တော်ရန်တက်ခဲ့တာတွေဖြစ်ခဲ့တယ်ပြီးသွားကြပါတယ်ပေါ့နော်ဒီလောက်ကြီးကြီးကြီးကျယ်ကျယ်ကြီးတဲ့ဟိုမရှိဘူးဖြစ်ခဲ့တယ်ပေါ့နော်အဲအဲ့ချိန်မှာကျွန်တော်ငယ်ငယ်ကကြည်ကြရုပ်ရှင်ကားတွေတဲမှာဆိုရင်ចောင်းသားကားတွေနိုင်ငံခြားကားတွေကြည့်မယ်ဆိုရင် ကျောင်းသားတွေတောင်းတတောင်းတအုပ်စုဖွဲ့ပြီးရန်ဖြစ်ကြတာမျိုးတွေဒါတွေကကျွန်တော်တို့ကရုပ်ရှင်အနေနဲ့အနောက်နိုင်ငံကျောင်းသားတွေကဒီလိုမျိုးဖြစ်တယ်လို့ပဲကျွန်တော်တို့သိခဲ့ကြတာပေါ့နော်အဝိစာလေကန်းထဲမှာကျောင်းသားတယောက်ထဲကိုအကျန်တဲ့လူစုကျောင်းသားတွေကဝိုင်းပြီးအနိုင်ကျင့်တာအသက်ကြီးတဲ့လူတွေကဒါမျိုးတွေမင်းကလေးတွေဆိုလဲမင်းကလေးတွေအလျောက်အထဲထဲမှာဟိုကျောင်းမှာကောင်မလေးတို့တယောက်ကိုတခြားကောင်မလေးတွေကဝိုင်းပြီးတော့အနိုင်ကျင့်တာမျိုးအိမ်နာတွေထဲမှာအနိုင်ကျင့်တာမျိုးဒါမျိုးလေးတွေတော့ကျွန်တော်တို့ ရုပ်ရှင်တွေဗီဒီယိုတွေမှာပဲကျွန်တော်မြင်ခဲ့ဘူးတာပေါ့เนาะကျွန်တော်တို့မြန်မာရဲ့ရုပ်ရှင်တွေမှာမရှိသေးလို့မြန်မာတိုင်းဝမ်တွေမှာမရှိခဲ့ဘူးအခုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ဒီ social media တွေပေါ်လာတဲ့ဖုန်းထဲမှာအလွယ်တကူဒါတွေကြည့်နိုင်တယ်ဒီလူတွေကနေတဖြည်းဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့မြန်မာလူမှုဇေယျ delete တွေတွေကိုလည်းចောင်းသား delete တွေတွေကိုလည်းဒီစားတွေဝင်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကကျွန်တော်ဗီဒီယိုလေးသုံးဖို့တွေ့ပါတယ်။အားလုံးကိုခြုံပြောရမယ်ဆိုရင်တော့ ကျောင်းသားတယောက်ကိုကျန်တဲ့ကျောင်းသားတွေအများကြီးကဝိုင်းပြီးရရိုက်ပါတယ်ဝိုင်းပြီးရလက်သေးနဲ့ထိုးကြတယ်ကြိတ်ကြတယ်လဲသွားတဲ့ကျောင်းသားကိုတောင်မှလဲနေတဲ့လူတောင်မှထူမပေးပဲနဲ့ဘေးကနေဗီဒီယိုလေးရိုက်ပြီးရဒီကလေးကိုအားလုံးကဝိုင်းပြီးထိုးကြကြိတ်ကြတယ်နာနေတဲ့ကလေးကိုထက်ပြီးတော့မတက်ရက်ခိုင်းပြန်ထိုးကြတယ်ပြီးတော့တမန် ဆရာဆရာမတွေတည်သွားမယ်ဆိုပြီးတော့မှဒါပေမဲ့ကလေးတယောက်ခံရတဲ့ကလေးမလို့မျက်နှာတွေကွယ်ပြေးနေပြီပေါ့နော်ကျွန်တော်ဒါလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်မိဘရှိတဲ့လူတွေအကုန်လုံးကိုကျွန်တော်ပြောပြပါတယ်ကျွန်တော်ဆိုင်ရဆိုင်ရဖုန်းပြောတဲ့ခံမျိုးမှာကျွန်တော်သူတို့ကိုပြောပြတယ်ဒါပေမဲ့တချို့တွေကတော့ကိုယ့်ရဲ့သားသမီးတွေမပါဘူးတွေ့အတွက်တော့သူတို့ဘာဒီလောက်ပဲရန်ဖန်ရန်ကအနေနဲ့ပဲစကားတစ်ခုနေတယ်ပဲနားထောင်ကြတာပါအဲ့ဒါနဲ့ ကျွန်တော်ပြောပါတယ်အတူကလေးတွေကတော့သူတို့တွေပြောကြတာပေါ့နော်အငါတို့ကလေးတွေကတော့ငယ်သေးတယ်ငါတို့ကလေးတွေကတော့ခုမှ၃တန်းမှရှိသေးတယ်၄တန်းမှရှိသေးတယ်ဒီလူမျိုးတွေမဖြစ်ဘူးအိမ်မှာ तू ကစော့တယ်စာပဲကြည့်တယ်โอเคဟုတ်ပါတယ်ဒါကတော့အိမ်မှာလေကျွန်တော်တို့လည်းကျွန်တော်တို့ဒီမိဘတွေကဘွားမိသွားကြပါတယ်ဘာလို့ဘွားမိသွားလဲဆိုတော့ကျွန်တော်မိဘတွေကကျွန်တော်တို့ကြောက်တက်ခဲ့တဲ့အချိန်က ကျွန်တော်တို့စိတ်နေစိတ်ထားတယ်ကျွန်တော်တို့ဘယ်လိုတွေရှိခဲ့လဲဆိုတော့မေ့သွားပြီးတော့ကိုယ့်ရဲ့သားသမီးတွေကြောင်းတက်နေချိန်ကျတော့ကလေးလိုပဲမြင်လိုက်ကြပါလားတကယ်တော့ကျွန်တော်တို့တွေရဲ့အိမ်မှာသားဒီကလေးတွေကကလေးဖြစ်နေပြီးတော့အเจ้าမှာသူတို့တွေကသူတို့ရဲ့အတန်းနဲ့သူတို့အသက်အရွယ်နဲ့ထိုက်တန်တဲ့လူကြီးနေရာသူတို့တာဝန်ယူနေကြရပါပြီနှစ်တန်းဆိုလဲနှစ်တန်းမှာတန်းကလေးတစ်ယောက်မှာသူတို့တန်းကောင်းဆောင်ခန့်နေပြီအိမ်မှာသူ့ကိုတန်းကောင်းဆောင်မခန့်မဲ့သူ့ရဲ့အเจ้าမှာသူကတန်းကောင်းဆောင်ဖြစ်နေပြီဒါကသူ့ကိုပေးလိုက်တဲ့တာဝန်သူဒီ နှစ်တန်းနဲ့တင့်လျော်တော့တွေးခေါ်ရင့်ကျက်တော့လူကြီးတယောက်သူ့ကိုစားပြီးတာဝန်ပေးနေပြီအဲ့ဒီလိုမျိုးပဲချိန်မှာသူ့မှာပြဿနာကြီးဖြစ်ရှင်းရတာရှိမယ်ခန်းထဲမှာရန်ဒီနှစ်တန်းအရွယ်လေးကိုဆိုလို့ရှိရင်ခန်းထဲမှာရန်ဒီဖြစ်ကြမယ်အတန်းကောင်းဆောင်ရှိတယ်ဆရာမမှတ်ထားလိုက်ဘယ်သူရန်ဖြစ်တာလဲမင်းမှတ်ထားစမ်းဒီကလေးကဒီနှစ်တန်းအရွယ်ဒီကလေးလေးကအခန်းထဲမှာ သူဖြစ်ရှင်းနေရမယ်ဒါကိုကျွန်တော်တို့ကတုံ့တက်မယ်ဆိုရင်ဒီအရွယ်လေးတွေကလည်း ယန်နေ့ဖြစ်ကျွန်တော်အဲ့တော့ကျွန်တော်နဲ့တီးတယ်ကျွန်တော်ကလေးတက်ကိုကျွန်တော်မေးကြည့်ပါတယ်အဲ့လိုမျိုးတွေဒါတို့အရွယ်မှာကလေးတွေယန်ဖြစ်ကြသလားမေးကြည့်တော့ဖြစ်တယ်တဲ့ group လိုက်ဖွဲ့ပြီးသူတို့နှစ်တန်းမှလည်းသူတို့ group တွေရှိတယ်ဖွဲ့ပြီးတော့ထိုးကြိုက်ကြိုက်ကြတယ်ဆိုတော့ဒါကိုမိဘတွေမသိဘူးကျွန်တော်ကတော့အဲ့လိုမျိုးအမြဲတမ်းလေ့လာနေတဲ့လူဒီဒီကိစ္စရင်းနဲ့ပတ်သက်ဒီကလေးတွေနဲ့ဒီလူရဲ့တဘာဝလူရဲ့စိတ်တွေကိုကျွန်တော်က စိတ်ဝင်စားတဲ့လူဆိုတော့မေးမေးကြည့်တာပေါ့နော်မေးကြည့်တဲ့အခါမှာအဲ့လိုမျိုးဖြစ်တော့ကျွန်မကျွန်တော်မိဘတွေကိုပြောပြတယ်ဒီလိုရှိတယ်ဆိုရင်အဲ့ကျမှသူတို့သိတယ်ဟုတ်တယ်ကလေးတွေမှရှိပါတယ်အဲ့လိုကျွန်တော်တို့ကမေးပါတယ်ဗီဒီယိုဖိုင်တစ်ခုကျွန်တော်ပြပါတယ်ចောင်းသားတွေတယောက်ကိုဝိုင်းပြီးတော့နိုင်ချင်းတယ်ယောက်ျားမှန်ထိုးမယ်ကွာလာဆိုပြီး1 by 1ဆွဲနေကြတယ်အိမ်နာထဲမှာထိုးနေကြတာဆိုတော့အဲ့ဒါကိုပြီးရနေလက်ခုပ်တွေဝိုင်းတီးတယ်ရိုက်ပေးတယ်အားပေးအားမြောက်ပြုတ်နေတဲ့ပဝင်းကျင်ចောင်းသားတွေရှိတယ်လို့ တကယ်ဝိုင်းပြီးတော့အနိုင်ကျင့်နေအကြောင်းသားလေးလည်းရှိတာ။ဒါပြကြည့်တယ်ဘယ်စိတ်ထဲမှာဘလို့နေလဲဒီကလေးတယောက်ကိုကျွန်တော်မေးကြည့်အရွယ်တူကလေးဝယ်မေးကြည့်တယ်စိတ်ထဲမှာဘလို့နေလဲသူတို့စိတ်ကဘာဖြစ်လာလဲဆိုတော့ one on one ဖြစ်ရင်တော့သူတို့ချမှာပဲတတိရှိရှိလုပ်မယ်အနိုင်ကျင့်နာမျိုးတော့မကြိုက်ဘူးအင်းဒါလည်းမဆိုးပါဝိုင်းပြီးတော့နမဲငဆတ်အနိုင်ကျင့်နာမျိုးတော့သူတို့လက်မခံဘူးဒါပေမဲ့တကယ်စိန်ခေါ်ရင်တော့တကယ်ချမယ်တကယ်လောက်ကြမယ်ဆိုရင်သူတို့မှအဲ့လိုစိတ်တွေဖြစ်လာတယ်ဒါရက်ပါလဲ ဒါကတော့ဟိုယောက်ျားလေးရဲ့တဘာဝကတော့ပြဿနာတစ်ခုတက်လာရင် ဖြေရှင်းရမယ်ရင်ဆိုင်ရမယ်မိန်းကလေးတွေကတော့ရန်ဖြစ်မယ်ဆိုရင်ပါဇက်နဲ့ပဲပြောမယ်ဒီလောက်ပါပဲယောက်ျားလေးကြတော့ယောက်ျားလေးတယောက်ကိုမွေးရမယ်ဆိုရင်ဒီလိုမဟုတ်တော့သူဒီတက်ကြီးလာတဲ့အချိန်မဖြစ်ဖြစ်ရန်ဖြစ်စကားနဲ့ပြောလို့ရရင်ပြောရမယ်ပြဿနာမဖြစ်အောင်ရှောင်နိုင်ရင်ရှောင်ရမယ်ပြဿနာဖြစ်လာပြီဆိုရင်လည်းရင်ဆိုင်တဲ့ရင်ဆိုင်ရမှာပဲစိန်ခေါ်ရင်လည်းလောက်တော့တင်လောက်ရမှာပဲ ဒါကိုတော့ကျွန်တော်လက်ခံဒါပေမဲ့ဒါကိုဒီကလေးတွေတိထားအတွက်တော့ဒါလေးတော့မစိုးဒါပေမဲ့သူတို့စိတ်မှာပါတိလဲဆိုတော့မတရားတာမျိုးသူတို့ဝိုင်းပြီးတော့လှုပ်တာမျိုးဆိုရင်တော့ဒါမကြိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်ကလေးတွေအတက်နိုင်ဆုံးတော့ပြဿနာကိုရှောင်ကြပေါ့လို့ပြဿနာတစ်ခုဖြစ်လာပြီဆိုလဲကိုကရင်ဆိုင်ရမယ်ပထမဦးဆုံးနှုတ်နဲ့တော်လကောင်းဒီလိုမျိုးမိုက်ယူရဆန်တဲ့ဟာမျိုးတွေတော့အချင်းချင်းနေចောင်းသားဘဝမှာဒီလိုတွေမလုပ်ရအောင်ဆိုတော့ကိုတော့ကျွန်တော်တုံ့ပြန်ဆုံးမပေးပါတယ် ဒါကိုဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးကျွန်တော်ကမိဘတွေကိုဗာပြောချင်တာလဲဆိုတော့မိမိကလေးတွေနဲ့မိမိနဲ့အဆက်အသွယ်ကွန်တက်မပြတ်ပါနဲ့တချို့သူတွေရှိတယ်လေကျွန်တော်ပြောပြပါတယ်တချို့သူတွေရှင်ဟာကျွန်တော်ရဲ့တားလျရတော့အဲ့လိုမဟုတ်ဘူးကလေးကအိမ်မှာနေရမ်းစော်တာကလေးစိတ်မကုန်သေးဘူးဒီအရွယ်လေးရလည်းအเจ้าမှာရီစားနေရှိနေပြီနှစ်တန်းသုံးတန်းလေးကနေစားနေရီစားနေထားနေဒါကိုဆရာဆရာမလှုပ်တဲ့လူတွေမေးကြည့်ပါဆရာဆရာမလေး ဆက်စမလုတ်တဲ့လူတွေအသိဆုံးပါဟုတ်တယ်ကလေးတွေအဲ့ရွယ်လောက်မှတော့မိဘတွေကသူတို့မပြောတာဟိုမှာကြီးစားနေနဲ့အိမ်မှာတော့ကလေးတဘာဝပေါ့နော်ကလေးတဘာဝအပြူလူပြူစိတ်အပြူလူပြူဆိုကျွန်တော်16စက္ကန့်ဖြစ်မှခန္ဓာကိုယ်ကြီးပွားထွားမှပုံမှန်တဘာဝချစ်ကြတဲ့စိတ်ကိုကျွန်တော်ကပြောတာမဟုတ်ဘူးကလေးလေကလေးတဘာဝအပြူလူပြူရီစားစိတ်ရှိတယ်ကလေးတဘာဝချစ်ချက်ကြိုက်တာစိတ်ရှိတယ် ဒီကလေးတဘဝမှာလည်းသူတို့ရဲ့ဟီးရိုးတွေရှိတယ်သူတို့အားလို့ပေါ့ထိုးအကြိတ်တန်းဒီလိုဟာအနိုင်ကျင့်တာမျိုးတွေဒါကတော့ဒီမတထောင်သားတွေပေါ့နော်မိဘပေါင်းစုံပေါင်းစုံဇယိုက်ပေါင်းစုံကနေအားလုံးကစုပြီးဒီเจ้าမှာလာတက်တယ်အဲ့တော့သူတို့အတိုင်းဝိုင်းနေမှာသူတို့ဖြစ်လာတဲ့အရာတွေအကုန်လုံးကဒီเจ้าမှာပြန်စုတာဆိုတော့ဇယိုက်စုံလာတယ်ကလေးတွေဒါဒီပါတင်စာเจ้าထားတယ်ဆိုရင်သာသမီတယောက်ဟာကျွန်တော်တို့ကစာပေတစ်ခုတည်းကိုတင်နေုံနဲ့ကျွန်တော်တို့က ကြောင်းထားတာမဟုတ်သေးဘူးဒါကတော့ကျွန်တော်အိမ်မှာလည်းတင်လို့ရတာပဲเนาะတချို့ဆိုရင်ပြောကိုဆိုရင်ထားပါတော့နိုင်ငံရေးနဲ့ပတ်သက်စီတန်လို့အိမ်မှာတင်နေကြဒါလေးလည်းကျွန်တော်တင်လို့ရကျွန်တော်ကြောင်းကိုကျွန်တော်ကပါလို့ထားရတယ်ဒီကလေးဒီသူနဲ့တိုက်ဆိုင်နဲ့သူနဲ့တက်ဆိုင်နဲ့ဘာသာရက်တိအပြင်လူမှုဇယိုက်တွေကဒီကလေးကိုကျွန်တော်ကတင်တင်ပေးဖို့အတွက်ဒီကြောင်းကြီးကိုကျွန်တော်ကထားရတာဥပမာကြောင်းမှာတို့ပြဿနာတွေတက်မယ်ဖြေရှင်းရမယ်ရန်နေဖြစ်ကြမယ်ဟုတ်လားဒါမှမဟုတ်တော့တော့ပေါင်းသင်းဆက်ဆံရေးတွေ အဲ့သူ့နဲ့တငယ်ချင်းနေတငယ်ချင်းပေါ်မှာဘလို့နေရမယ်ငါမှရှိတယ်အဲ့တငယ်ချင်းတောက်ကမုံမကြီးရောကျွေးပေါင်ကျွေးတာမျိုးဒီလိုမျိုးတွေပေါ့ဒီဟာလေးဒီလိုမုံကျွေးတာလေးတွေကအစဒီကလေးတွေဟာတင်ယူနေရတာပေါင်းသင်းဆက်ဆံရေးတွေနောက်ပြီးတော့ဟိုကိုနဲ့ဘလောက်ထိဟိုကိုကဒီထဲမှာကိုတငယ်ချင်းတွေကအမြင်ကတ်တဲ့သူရှိလားအမြင်မကတ်တဲ့သူရှိလားဒါတွေကိုလည်းမိဘတွေကမေးနေရအမြင်နဲ့တတူကမေးပေးနေရတယ်ကျွန်တော်တို့ဆိုလို့ရင်ကျွန်တော်ငယ်ရဆိုလို့ရှင်ကျွန်တော်အမေကြီးရဆိုရင်ပြန်လာနဲ့ ဆရာဘာကြီးစတင်လဲအဲ့လိုကိုမေးတာစာမေးတာမဟုတ်ဘူးနော်ဆရာကြီးကဘာတွေပြောလဲငါသာစာတင်ပြောပါအောင်ပြောပြပါဆရာကြီးကမစာတင်နဲ့လဲတခြားနိုင်ငံရေးအကြောင်းလေးတွေဟာတခြားရှင်ဘရင်အကြောင်းတွေစာတင်နဲ့ရောက်တဲ့အရာလေးပြောကျွန်တော်အဲ့အရာလေးပဲမှတ်တာအိမ်ရောက်ရင်ညကျန်အမေကြီးကိုပြောပြတယ်အဲ့ကျန်မေးရသူ့ရဲ့အတွေ့အကြုံလေးနဲ့ပြန်ပြီးတော့ရှင်းပြဒါဟာမိဘအဖိုးအဖွားလုံးမဲ့လူတွေကိုယ့်ရဲ့မိတွေရှိတယ်ဆိုရင်အဖိုးအဖွားလုံးမဲ့လူတွေကဒါတွေကိုနားထောင်ပေးပါလားနားထောင်ကလေးတွေရဲ့ ကျောင်းကပြန်လိုက်စကားတွေကိုနားထောင်ပြီးရင်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုကလေးတွေကိုပြန်ပြောပြပါဒါဖိုးဖွားနဲ့မီးဖွားမီးနဲ့ဖိုးဟိုဒီဖိုးဖွားနဲ့မီးတွေကြားမှာဆက်ဆံမှုလေးတစ်ခုပေါ့နော်အမြဲတမ်းနှွေးထွေးသွားတာပါတချို့ကဖိုးဖွားဆိုရင်အာဖိုးနေကောင်းလားဖိုးနေအေးငါမီးလေးစားပြီးဆိုတော့တီးတန့်ခွဲနေကြတာရှိပါတယ်ကျွန်တော်တို့တော့အဲ့လိုမဟုတ်ပါရောက်ပြီးဆိုတော့ညနေစာမှုပါစာရီပိုင်းကြည့်မိဘကအလောက်မထင်ရအောင်ဖိုးဖွားကတော်တော်ထင်ရပါတယ်ဒါသူ့ရဲ့ဖိုးဖွားရဲ့တိတဲ့အတိညာ တွေ့အကြုံကကျွန်တော်တို့မိဘတွေထက်ပိုပါတယ်ဒါသူဒီလိုမျိုးဖြစ်နေရပါတော့အဖိုးဘွားဆိုကျွန်တော်စာကြည့်တယ်ဆိုလို့ရှိရင်လည်းအဖိုးဘွားဘေးရန်ငရုတ်ထိုင်နေပါတယ်နားထောင်ပါငါသားစာလေးကိုအတန်လေးထွက်ဖက်ကျွန်တော်ဆိုရင်အဖွားနဲ့အဖေဟိုဖိုးနဲ့မြည်လို့မခေါ်ပါဘူးသားလို့ပဲခေါ်တာပါကျွန်တော်ကလည်းအဖိုးအဖွားလို့မပြောပါဘူးအမေအဖေအဖိုးဘွားကိုအဲ့လိုခေါ်ပါတယ်မိကြီးလို့တော့မခေါ်ဘူးအမေအဖေလို့ခေါ်ရတာပါအဲ့တော့ငါသားစာလေးဖက်စမ်းအမေကြားကြင်လို့ဆိုကျွန်တော်ကကြည်ကြင်လေးဖက်ပြရတယ် အဲ့မှာကျွန်တော်ကဖတ်တယ်တချို့စကားလေးတွေမှားတာလေးတွေရှိအာတရားလေးမှားတယ်ကွဒါလေးကတော့ဘယ်သမိုင်းမှာဘယ်ကျောင်းမှာဒီလိုလေးရေးပေးတာဒါတာအဘဖြစ်တဲ့အဖေကကျွန်တော်အလိုလေးပြောတယ်အဲ့လိုမျိုးကျွန်တော်အဖိုးဖွားလေးနဲ့ကျွန်တော်အဲ့လိုမျိုးနေခဲ့ရတာပေါ့နော်အဲ့တော့ကျောင်းမှာဖြစ်တဲ့ပြဿနာအားလုံးကိုကျွန်တော်အဖိုးဖွားကုံတည်တယ်သူတို့ဟာသူတို့ပြဿနာတက်လာတဲ့သုံးလဲကိုရရနေလိုက်ရှင်တယ်ထမင်းတွေပါကျွန်တော်တို့ကျောင်းကိုမိဖလာမပို့ဘူးအဖိုးဖွားပဲလာပို့တယ်အဲ့လိုလာပို့ရင် တစ်ဖက်ကဒီကလေးတွေရဲ့ဇေယိုက်ကိုအမြဲတမ်းနားထောင်တယ်အမြဲတမ်းကြည့်ဒါတွေကဟိုနည်းနည်းလို့အရွယ်ရောက်တော့မှဒါပြောပြတာပေါ့နော်ဘယ်ကလေးကပဲဇေယိုက်ရှိရဲ့ဘယ်ကလေးကပဲဇေယိုက်ရှိရဲ့အဲဒီကလေးလေးနဲ့တော့ငါသားပေါင်းရဲ့ဒါလေးနဲ့တော့မပေါင်းနဲ့မိဘကအဲ့ဒီလိုဖြစ်နေရမယ်ကျောင်းကိုလိုက်သွားမယ်ကျောင်းမှာသွားပြီးပဆိုင်ကြီးကင်ပြီးစားဟဲ့သုံးဟဲ့ဆရာမရဲ့နဲ့သွားဆရာမတွေနဲ့ကမေးလို့ငါသားလေးစားတော်လာမယ်ဆရာမတွေဟုတ်ကဲ့တော်ပါလေလိမ္မာလားလိမ္မာပါလေမဆိုးပါဘူးဒီလောက်ပဲဖြေမှာတကယ်တမ်းကအဲ့ဒီမှာလိလာတာမဟုတ်ဘူး လေ့လာရမှာမိဘတွေကကြောင်းသွားရင်အဲ့ဒီလိုမျိုးသွားတာတဲ့ကြောင်းသွားရင်ဒီကလေးလေးတွေနဲ့ရင်းနှီးအောင်နေရတယ်ကိုယ့်ရဲ့သားသားသမီးပေါင်းတဲ့တငယ်ချင်းတွေဘယ်လိုတငယ်ချင်းလေးတွေပေါင်းနေလဲအိမ်မှာလာတော့မဟုတ်ဖ ೇನೆ ကြောင်းမှနေရတယ်အဝေးကနေကြည့်ရတယ်ကျွန်တော်မိဘတွေအဲ့လိုမျိုးပေါင်းနေတာဗောနော်အဖိုးဖွားတွေလည်းဆိုလို့ကြောင်းသွားတယ်ဒီကလေးနဲ့ဘယ်လိုမှဒီကလေးရှိတယ်ဟဲ့သားရဲ့ဒီလိုရှိရဒီလိုရှိဆိုနောက်ဆုံးဒီကလေးကရိုင်းဆိုင်နေတဲ့ကလေးဆိုရင်တော့မှဒီအဖိုးအဖွားဒီသူ့ အိမ်ရလူနဲ့ဝထပါတော့ကျွန်တော်အိမ်ရလူနဲ့ဒီရိုင်းနေတဲ့ကောင်လေးလေးနဲ့ခင်နေတော့ကျွန်တော်ကသူကရံပြုတ်ကျင်တယ်အနိုင်တက်စီးကျင်လို့ရင်အော်သူ့အဖေနဲ့ငါနဲ့ခင်နေရဆိုတော့ဆိုတော့အဲအဲ့ဒါမျိုးကိုကလည်းမှားခဲ့ရတာပေါ့နော်ကိုအမိုးပါတယ်တဲ့ညီကိုတရီနော်တက်တက်ရှူစော့ချအဲမေးမီလီယာအနိုင်ကျင်လို့ရှင်နေဖွားဖွားတို့ပြောဒါတို့မလောက်ကြနဲ့ဘေးစုမယ်ဒီလူလေးတွေပေါ့တုံတင်ဆုံးမပေးခဲ့တယ်ဆိုတော့ ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းကတစ်ချိန်လုံးကလူကြီးသူမကဖြန့်ဖြေးပေးခဲ့တယ်ပြီးတော့တစ်ဖက်တစ်ဖက်ရံဖြစ်နေကြတယ်ရက်ွက်ထဲမှာရံဖြစ်တယ်ဆိုတော့ဟဲ့ဘဒုသားသမီးတို့ထွက်လာတယ်ဘဒုသားသမီးတို့ဟာကျွန်တော်တို့မဖြူရဲ့သားသမီးပါမနီရဲ့သားသမီးပါဟဲ့ဒေါ်လာနေတော့ငါလှမ်းပြောလိုက်မယ်ဆူလိုက်မယ်ငေါက်လိုက်မယ်ဆိုရင်ကျွန်တော်တို့လူအတိုင်းဝိုင်းကအော်တို့ရက်ွက်ထဲကလူကြီးတွေကပြောနေတယ်ပဲဆိုဖြန့်ဖြေးသွားတဲ့ခစ်ရှိခဲ့တယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့အဲ့ဒီခစ်ကြီးပျောက်သွားတယ်။ကလေးတွေအဲ့လိုမဟုတ်တော့ရိုင်းဆိုင်လာကြတယ်။ဒါကလည်း လက်ဦးဆရာကျွန်တော်ကတော့လက်ဦးဆရာကိုပြောပါမယ်တသမီမကောင်းမိဘကောင်းပါပဲဆရာမကောင်းတပည့်ကောင်းတပည့်မကောင်းဆရာကောင်းပေါ့နော်ဒီလိုပါအဲ့တော့စကားလေးမှားသွားတယ် sorry ပါတောင်းပန်ပါအဲ့တော့တသမီမကောင်းမိဘကောင်းပါပဲဆရာဆိုတာက9နှစ်6နှစ်ပြည့်ပြီးမှဒီဆရာနဲ့ဒီကလေးနဲ့တွေ့ရပထမဦးဆုံးဒီကလေးဦးဝဲဆိုကနေ6နှစ်အတွင်းကနေစပြီးတော့ဒီမိဘတွေဒီအိမ်ရတူတွေဇယိုက်ကအများကြီးရှိပါတယ် မိဘတွေကတုံတင်ဆုံးမပေးနေရပါတယ်ဥပမာဆိုပါတော့မိဘတွေတုံတင်ဆုံးမတဲ့နေရာမှာလဲတချို့မိဘတွေကကလေးတယောက်ကိုစူလိုက်တယ်ဥပမာပေါ့ဒီကလေးကပန်းသီးတစ်လုံးစားတာဒီကနေ့ရေခဲတက်တာရနေပန်းသီးကလေးကယူစားလိုက်တယ်မိဘတွေစိတ်ကြည်နေတဲ့အချိန်မှာမပြောဘူးပေါ့နော်ခွင့်မတောင်းမနဲ့ကလေးကစားလိုက်တယ်မိဘကမပြောမိဘူးအပြစ်မဖြစ်ဘူးသူတို့ရဲ့ပြင်းပြင်းရှင်းရှင်းမှနေတယ်တကယ်လို့မိဘတွေစိတ်မကြည်နေတဲ့အချိန်မှာခလေးကအရင်လိုပဲ ပန်းသီးတစ်လုံးကိုကောက်ပြီးယူစားလိုက်တယ်အဲ့မှာထပြီးမိဘဟာဘာဖြစ်လဲညာဘက်ကိုထပြီးတော့ဆူလိုက်ငေါက်လိုက်နင်တို့ပန်းသီးကိုဘာလို့အဲ့လိုမိဘအောင်မပြောဘဲနဲ့စားရလဲတရားစိတ်ကမကြည်ပါဘူးဆိုဆိုတော့အဲ့လိုမျိုးဖြစ်လာရင်ဒီကလေးရဘယ်ဟာကိုယူမှလဲအဲ့လိုပေါ့အမိန်တစ်ခုချပေးထားတယ်စီကံတစ်ခုချပေးထားတယ်စိတ်မိဘက तू စိတ်ကြည်နေတဲ့အချိန်မှာတမျိုး तू စိတ်မကြည်တဲ့အချိန်မှာတမျိုးဆိုတဲ့စီကံမျိုးနဲ့ဆိုရင်ဒီကလေးတွေမှတ် ညံ့အားမရှိတော့ဘူး။လင်းလစ်တယ်လို့ဟုတ်လားမလားရရတယ်လို့ခြောင်ရင်ခြောင်တို့လောက်တော့မယ်ဆိုရယ်စိတ်မျိုးဒီကလေးကဖြစ်သွားအမြဲတမ်းသူ့ရဲ့စိတ်ကိုပုံသေးမဖြစ်တော့ပြီးပြန်ရဒီနေ့ကြည်နေတဲ့အချိန်မှာကလေးတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆက်မကြည်တဲ့အချိန်မှာကြည်သေးလို့မဆိုတော့မျိုးမလို့ရပါဘူးဒါကျွန်တော်တို့မိဘကတော့အဲ့လိုမျိုးသုံးနေဆုံးမပါလေအဲ့တော့ကိုယ့်ရဲ့တာသမီလေးတွေကိုယ့်ရဲ့မိလေးတွေရှိရင်တော့ဆုံးမတဲ့အခါမှာအဲ့လိုတသိမ်းတတ်မှတ်တဲ့စီကံမျိုးတွေဖြစ်စေချင်ပါတယ်နောက်တစ်ခုက ီကလေးလေးတွေမျက်ချင်မပြတ်ပါစေနဲ့အခုတုံတင်ဆုံးမလိုက်တဲ့အရာတခုတုံတင်ပြီးသွားပြီဆိုရင်ကိုချလိုက်တဲ့စီကံတခုဒီကလေးကလုံနေလားမလုံဘူးလားဆိုတာကိုလေမြင်းနဲ့မိဘတွေကဟိုမျက်ချင်မပြတ်ကြည့်စေချင်ပါတယ်တချို့အမင်းနော်ဒါမလုံနဲ့ဒီလမ်းကိုမသွားနဲ့ဒီစာကိုတော့ကြက်ကွာစာမကြက်တာဖေတို့ကတော့မကြိုက်ဘူးမိတို့ကတော့မကြိုက်ဘူးဆိုတော့စကားတခုပြောလိုက်လို့ပြီးသွားပြီမေ့သွားပြီပေါ့နော် မိသွားပြီပုံမှန်ကိုလှုပ်ရှားရှိရလောက်ကိုတာသမီကိုတော့နောက်ကြမှာတခါပြန်ပြီးတော့ဒီကလေးကိုပြန်ပြီးပြောမယ်ဆိုရင်အဆင်မပြေပါဘူးအဲ့လိုမျိုးဆိုလို့ရှိရင်ဒီကလေးကုန်းတော့ထဲမှာကိုလူကျင်တဲ့ပုံမိဘလူကျင်တဲ့ပုံဘယ်တော့မှမရပါဘူးဒီကနေ့ကိုကဒီဒီလမ်းကိုမသွားနဲ့လို့ပြောပြီးဒီလုပ်ငန်းကိုဒီကလေးလှုပ်လားမလှုပ်ဘူးလားဆိုတာကျွန်တော်တို့မိဘကကြည့်ကိုနေရမှာတချို့ကပြောကျွန်တော်ကမအားလို့ကျွန်တော်ကမကျွန်တော်စီပွားရေးနဲ့ကျွန်တော်တို့ကလေးတွေပဲလှည့်မကြည့်နိုင် အလိုမဖြစ်ပါဘူးကျွန်တော်တို့ကဒီသားသမီးအတွက်ဒီကလေးအတွက်ကျွန်တော်တို့ကတနေ့ကို15မိနစ်လား10မိနစ်လားဒီလောက်ကတော့ဖဲ့ကိုဒီနေ့ကျွန်တော်တို့အားလုံးကဖုန်းတွေသုံးနေ Facebook တွေသုံးနေကြဒီလောက်အချိန်နေကျွန်တော်အများကြီးထဲဒီကလေးအတွက်ကိုအနည်းဆုံး10မိနစ်15မိနစ်မိပါအမြဲတမ်း talk show လုပ်ပြီးစကားပြောပါထမင်းစားမယ်ကျွန်တော်အတူတူဆိုဒါလေးလည်းကျွန်တော်နောက်ကြရင်တော့ကျွန်တော်ပြောပါမယ်ကလေးတွေကိုထမင်းစားပုံစားနည်းတွေမြန်မာထမင်းဝိုင်းပျက်စီးသွားတာတွေကိုလည်းကျွန်တော်ပြောပြခြင်းသေးပါတယ် နော်ဒါနောက်ပိုင်းကျတော့ကျွန်တော်ပြောပြမယ်အခုအဲ့လိုမျိုးပေါ့ဒီကလေးတွေကိုမိဘတွေကတနေ့ကို10မိနစ်15မိနစ်မိဘနှစ်ပါးတော့လကောင်းတစ်ပါးလည်းတော့တယောက်တည်းပဲတော့လကောင်းနှစ်ယောက်လုံးအမြဲတမ်းဒီကလေးကိုလေးတူပါစကားပြောပေးနေရပါတယ်ဒါမှဒီကလေးရဲ့စိတ်ကမနေ့ကနေ့ဒီနေ့ဘာကြီးတည်နေပြီလဲသူ့ရဲ့အသိဉာဏ်တွေဘယ်လောက်ရှိနေပြီလဲဒါမျိုးတွေဖြစ်ရမယ်မစာပီတွေဖတ်ဖို့လိုတယ်စာအုပ်ကစာပီရတော့တော့ချောက်ကလေးတွေကိုဖတ်ပေးနေရမယ်ချပေးရမယ် ဖက်ပြင်းလဲဖက်ဖက်ဆိုပြီးစာအုပ်ကြီးချပေးနေလို့မရဖက်ဖက်ပြင်းကိုကလည်းပြရလဲကိုလည်းလိုက်ပြီးဖက်ရမယ်သူ့လည်းဖက်ခံရမယ်ဖက်ပြင်းဟဲ့မနေ့ကဖက်တဲ့စာအုပ်လေးကဘာလဲပြောစမ်းမအောင်အဲ့နေ့ကကျွန်တော်တို့မီးဆိုဆိုတော့ပေါ့နော်မနေ့ကငါသားအမေဖက်တဲ့စာအုပ်လေးကအမေမဖက်ဘူးအမေကမျက်စိကမှုန်နေငါသားရဲ့ငါသားအမှတ်လဲမှတ်တတ်တယ်ပြောလေပြောတယ်အဲ့ဒီလိုလေးပေါ့ငါသားအမှတ်လဲမှတ်တတ်တယ်ပြောလေပြောတတ်တယ်အဲ့တော့အမေကိုဒါလေးပြောပြစမ်းမအောင်အဲ့လေမနေ့ဟာလေး ဖက်ဆမ်းမအောင်ငါသားရအကူဖက်ပြရတယ်ဒါကြက်လည်းပျော့ပြရတယ်ဒါကဆွေးနွေးကြရတယ်ပေါ့နော်ဒီလိုလေးတွေကျွန်တော်တို့ရှိခဲ့ဘူးအဲဒီတော့ဒီလိုဟာလေးတွေကဘယ်လိုဖြစ်လာလဲဆိုဟိုလူကြီးသူမပုံမှာလည်းယူသေးကန်းဆိုင်လာတယ်ဆရာဆမ်းမဆိုလည်းဆရာဆမ်းပုံမှာတည်လာတယ်ဒီလိုလေးပေါ့ဆရာဆမ်းမတို့လို့ရှင်ဩဒါဟိုကျွန်တော်တို့ဆိုလို့ရှင်ဆရာဆမ်းမလေးစားပါတယ်ချစ်ခင်ကြပါတယ်။မကျွန်တော်ရှေ့မှနေတဲ့ဆရာဆမ်းမနဲ့စာမတော်တော်မှ ကျွန်တော်တို့ကဟိုညံ့နေတယ်လည်းမပါပါဘူးကွနော်ဟိုပြောချင်တာကတော့ဆရာမအပေါ်မှာယူတီလေးစားတဲ့အတွက်ဘယ်ချိန်မှတွေ့တဲ့ဒီဆရာမတွေကကိုယ်ပေါ်မှာချစ်ကြတယ်ပြီးတော့မိဘကဒီကျွန်တော်တို့ကိုကောင်းကောင်း train ပေးလိုက်တဲ့အတွက်မိဘရှေ့မှာလည်းကျွန်တော်တို့ကဥပမာဆိုပါတော့ကျွန်တော်တို့ကမကောင်းတဲ့အလုပ်တစ်ခုဖြစ်တဲ့ကျွန်တော်အရက်တောက်မယ်မိဘရှေ့မှာကျွန်တော်တစ်ခွက်တောက်တယ်ဆိုရင်ငါအကွေရမှာရောက်သွားပြီကွာငါမိဘနဲ့လွတ်သွားပြီထန်ဆောင်နေတော့ငါ၄၅၆ခွက်တောက်မယ်ဆိုစိတ်မရှိဘူး ကျွန်တော်မိဘရှင်မှာတစ်ခွက်တော့လဲဆိုကိုရံမိုင်းကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်ထိမ့်မိသွားပြီဒါကကျွန်တော်ကဘာပြောချင်တော့လဲမိဘဒီရှေ့မှာတာသမီကိုကျွန်တော်တို့ထိမ့်တာ ਨੇ ကိုရံမှာကျွန်တော်တို့မမြင်နိုင်တဲ့နေရာမှာဒီကလေးတွေကိုကျွန်တော်တို့ဘယ်လိုထိမ့်မလဲဆိုတာမိဘတွေမှာသိရေးကြည့်တာကျွန်တော်ငငယ်ကကလေးငငယ်ကထားပါတော့ရွာလေးမှာဆိုရင်နွားចောင်းသွားကြွက်ចောင်းသွားကြတယ်မိဘကိုရံမှာလေဒီကလေးတွေတမဒီကလေးတို့ကျွန်တော်တို့ဘယ်လိုထိမ့်လိုက်လဲအဲအနုံတော့ နည်းအပြူလူပြူလေးတွေပါလာပြီဆိုပါတော့အပြူလူပြူလေးတွေကျွန်တော်ဘယ်လိုထင်လဲဟဲ့နင်တို့အိမ်ညောင်ပီးအောက်တွိုင်းကြည်ကြက်သွားနော်တိုးထဲမှာမဖွင့်မြန်မလုတ်ကြနဲ့အဲ့နေရာမှာပါရှိတယ်အာမမြင်နိုင်တဲ့အရာနဲ့ခြောက်လိုက်တယ်ဒါမဲ့အဲ့နေရာတကယ်ရောက်သွားတဲ့အချိန်မှာသူတို့ကိုမိဘကအဲ့လိုမျိုးပေးလိုက်တော့ဘာဖြစ်လဲမလုတ်ရဲမကန်ရဲတော့ဟုတ်ချင်မှာဟုတ်ပါလေမဟုတ်ဘူးလေဒါပေမဲ့သူတို့မိဘမမြင်နိုင်မမြင်နိုင်တော့တခုခုဖြစ်မှာကျတော့မိန်းကလေးရောယောက်ျားလေးတွေရောအဲ့လိုမျိုးမမြင်နိုင်တဲ့စိတ်မျိုးနဲ့ စီစီတီဗီတက်ပေးလိုက်တယ်လို့ပေါ့။ဟာဒီနေရာမှာဘသူကဘာဖြစ်တယ်လို့ပြောလဲဒီနေရာမှာရောက်ရင်အထက်ရကြီးဖြစ်နေတာတဖို့တရားပေါ့နော်။ဟာဘာဖြစ်လဲဒီနေရာမဖွဲ့မြန်အောင်မလုပ်နဲ့ဆိုဒီလိုမျိုးချိန်ချောက်လိုက်တာ။အဲ့လိုမျိုးပါပဲ။ကျွန်တော်မိပါလေတာသမီးကြီးအဲ့လိုမျိုးတုံတင်ဆုံးမှာငွေကနေမျက်ကြည်လုံးဝမပြတ်လို့မရဘူး။တာသမီးတောက်ကိုမွေးထားတာဒီကျွန်တော်တို့ကအဲဆွမ်းလေးပြောတယ်လို့ပေါ့။သူစားကြနေဝယ်ပေးမယ်သူ့အတွက်ပြင်ဆင်ပေးမယ်ကြောင်းထားပေးမယ်။ငါသားလိမ္မာမနေစာကြိုးစားဒီလောက်နဲ့ကျွန်တော်တို့ကမိဘ မမီထိုက်သေးဘူးမဖြစ်သေးဘူးဒီကလေးတွေဟာကျွန်တော်တို့မိဘတွေတဲ့เนาะမိဘဖြစ်လာမဲ့လူတွေအတွက်ဒါတွေဟာမျိုးဆက်တွေပါเนาะဒီကလေးတွေတော့နာဂတ်တွေပေါ့ဒီအနာကလေးတွေကောင်းစားမှကျွန်တော်တို့မိသားစုတွေကောင်းစားမယ်ဒီလိုပဲမိသားစုတွေအကုန်လုံးကောင်းစားမှကျွန်တော်နိုင်ငံကြီးကောင်းစားမယ်အခုကျွန်တော်အခုနိုင်ငံမှာနေတဲ့ကလေးလေးတွေကျွန်တော်ကြည်တယ်သူတို့မိဘဆက်ဆံပုံပြောပုံဆိုပုံလေးတွေအများကြီးကျွန်တော်တို့ လိုက်လို့မမှီတော့ဘူးပေါ့နော်တချိန်တုန်းကမြန်မာဗုဒ္ဓဘာသာနိုင်ငံလူငယ်တွေယဉ်ကျေးကြဟုတ်ပါတယ်တချိန်တုန်းကတော့ဟုတ်ပါတယ်ဒါပေမဲ့အခုကျွန်တော်တို့ကလိုက်မိဖို့တော်တော်ခဲရင်သွားပါမယ်အဲ့တော့ကျွန်တော်ဏိကုံချုပ်ကျွန်တော်ပြောရခြင်းရင်မိဘတွေအနေနဲ့ခုလိုဗီဒီယိုဖိုင်လေးတွေတွေ့တာနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ကြောင်းသားကလေးတွေကိုမေးကြည့်ပါဒီလိုရန်ဖြစ်တာတွေဒီလိုမျိုးဘိုင်ဝမ်းဆွဲတာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစိတ်ထဲမှာဘယ်လိုနေလဲဘယ်လိုဖြစ်လဲဆိုတာမျိုးတွေမေးပါ နောက်ပြီးသူတို့ကဘယ်လိုတုံ့ပြန်လဲဒီလိုဝံရံပွဲတွေနဲ့ပတ်သက်သူတို့အတက်တရော်တွေရှိလားသူတို့ချိန်ရှုံချသလားသူတို့လက်ခံသလားသူတို့ကလက်ခံထားတယ်ဆိုလို့ရှိရင်လေကိုကလက်မခံစေချင်ဆိုရှင်ဒီဟာလူတိုင်းဝမ်းမှာမကြိုက်ဘူးအကျန့်ဖတ်တာဒီလိုအကျန့်ဖတ်တာမျိုးကိုကိုကိုတိုင်းလည်းမလုပ်အောင်အားပေးအမြောက်လည်းမလုပ်အောင်ဒါမျိုးကိုမိဘတွေကအမြဲတမ်းသင်ရမယ်တနေ့တည်းသင်ရမယ်ကိစ္စမဟုတ်ပါဒီကလေးဒီကျွန်တော်ကတော့16နှစ်ထိကျွန်တော်မှန်းပါတယ် နော်ကလေးတယောက်ကိုမှတ်တင်တော့18နှစ်မပြည့်မချင်းကျွန်တော်တင်ရမယ်ဒါတော့မှတကယ်တမ်းတင်လို့မရရမှာကျွန်တော်17နှစ်23နှစ်တည်းကျွန်တော်တင်လို့မရပါဘူး၈တန်းလောက်ထိပဲကျွန်တော်တင်လို့ရလိမ့်မယ်အဲ့တောက်ပိုင်းဆိုရင်မိဘစီကနေသူတို့မယူတော့ပါအပြင်လောကကအကြောင်းအရာတွေအပြင်လောကတငယ်ချင်းတွေစီကပဲသူတို့ယူတာဖြစ်တယ်အဲ့တော့မိဘတွေနဲ့တာသမီတွေနဲ့မျက်ကြည်မပြတ်ပါနဲ့ကိုငငယ်ရဲ့အကြောင်းတက်ခဲ့တဲ့စိတ်ကိုလည်းမမေ့ပါနဲ့တာသမီတွေကိုအမြဲတမ်းတုံ့တင်မှာ သမီးတွေစာကြက်နေပါစေစာကြက်နေစာကြက်တဲ့ဘေးနားထိုင်ပြီးတော့နားထောင်ပေးပါစာတွေဖတ်ပါစေကလေးတွေကိုစာအုပ်စာပေးနဲ့ထိတွေ့ပါဗုဒ္ဓဘာသာဆိုရင်လည်းမိမိရဲ့ဘာသာဘာသာရေးတွေကိုလည်းထိတွေ့ပေးပါခရစ်ယာန်ဆိုလည်းခရစ်ယာန်ပေါ့နော်အစ္စလာမ်ဆိုလည်းအစ္စလာမ်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာအထူးသဖြင့်တော့ဗုဒ္ဓဘာသာတွေပါပဲဗုဒ္ဓဘာသာတွေနေနဲ့လည်းကိုယ့်သမီးကိုဘာသာရေးဆုံးပါလေနားထောင်ပေးပါအဖိုးဘွားတွေဆိုလို့ရှိရင်လည်းကိုမျိုးလေးတွေကို ဖုံးနေကြည့်နေရတဲ့ဆိုင်ရင်တော့ဒီလိုမျိုးလမ်းတွေဖြည်းဖြည်းချင်းပေါ့ဖြည်း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 ချင်းနဲ့ပုံမြင်လေးတွေပြောရင်ပြောရင်နဲ့ကလေးတွေကိုရေခွင်ထဲမှာထည့်ပြီးတော့ကိုယ့်ရဲ့ရင်နှစ်တဲကြလေးတွေကိုအညွန့်တလူလူတန်ဖိုးရှိပြီးလိမ္မာရေးချရှိတဲ့လူတွေဖြစ်အောင်အဖိုးဖွားတွေမှာလည်းတာဝန်ရှိပါတယ်လေ့ကျင့်ပြီးယူပေးပါကိုယ်ကလည်းမပြောတတ်ဘူးဆိုလို့ရှိရင်လည်းပြောတတ်တဲ့လူဆရာတော်ကြီးတရားဟောတာတွေရှိပါတယ်ကျွန်တော်ကတော့ဘာသာရေးဘက်ကနေပဲကျွန်တော်ပြောပါမယ် အဲ့ဒီလူဟာလေးတွေနားထောင်စီခြင်းမှာလဲကျွန်တော်တို့ငငယ်တော့ဆိုရင်တော့အဖိုးအဘွားအဖွားကရကွင်တစ်ညနေမောင်းပြီဆိုရင်ရကွင်လေးတွေထည့်ထားပြီးတော့ရှင်ညာနေတရတရားတော်လေးတွေဦးလှသိမ့်တရားလေးဇန်ဒီကန်တရားလေးတွေနားထောင်ပြီးရည်ကြမောကြအဲ့လိုလေးတွေကျွန်တော်တို့အချိန်ကုန်ခဲ့ကြတာပေါ့နော်အဲ့ဟာလေးကြောင့်လဲကျွန်တော်ကုလူတရားနာနေပတ်တည်ကျွန်တော်ရောက်ပါတယ်သူတို့တမရီဆယ်တို့ကိုတန်တော်တော့ကျွန်တော်ကိုလန်း၁၀တန်းမှစပြီးနားလိုက်တာပေါ့အဲ့ဒီမှာကောင်းမွန်တာလေးတွေဟိုတွေးခေါ်တာလေးတွေ စကားပြောတာလေးတွေနည်းနည်းလေးဩလူတယောက်ကဘယ်လိုရှိရမလဲဆိုတော့ကျွန်တော်တို့သိလာတာပေါ့နော်ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့တသမီနဲ့မျက်ခြေမပြတ်ပါနဲ့အခုဒီပရိုဂရမ်လေးနားထောင်ပြီးတော့အဲ့လိုရံပွဲတွေရှိခဲ့ရင်ဘယ်လိုဖြစ်ရှင်းကြမလဲမိကြည့်ပါကလေးတွေခန်းထဲမှာချော့ပြီးတော့မိကြည့်ဟိုနှစ်တန်းသလားနှစ်တန်းရွယ်လေးတွေမိကြည့်ပါရည်စားထားတာလေးတွေရှိသလားဒါမှမဟုတ်ရင်ဒါတမီမိန်းကလေးတွေမှာတော့တလွာလေးတွေရည်ကြည့်ပါနဲ့မိပါဒါမိန်းကလေးမွေးတဲ့ လူတွေမှလည်းအရေးကြီးတယ်လို့တာဟောက်ကြတွေအတွက်ဆိုလို့ရှိရင်လည်းတာဟောက်ကြတွေဒီအရွယ်တွေမှာဒါတွေရှိရင်တက်လန်းတွေပိတ်ပါတယ်ဒါတွေကိုမေးပါမိပါတွေတမီမင်းကလေးဆိုလို့ရှိရင်တော့တမီစားကိစ္စနဲ့ပတ်သက်တဲ့ဟာတွေဖြစ်တဲ့အတွက်ငငယ်ရွယ်ရွယ်နဲ့မဖြစ်တဲ့နာတွေဖြစ်ကြပါတယ်ရှိပါတယ်ကျွန်တော်ခုနောက်တစ်ထပ်ပြောပါမယ်နှစ်တန်းအရွယ်သုံးတန်းအရွယ်မင်းကလေးတွေကျောင်းမှာလိမ့်ဆက်ဆန္ဒမျိုးတွေရှိပါတယ်နော်အဲ့ဒီဟာလေးတွေလည်း သမီးမင်းကလေးတွေမွေးထားလူတွေငါသမီးလေးရတော့မပါဘူးအိမ်မှာကလေးလေးလိုပဲစော့တာခုချင်းဒီအဲ့ဟာတွေမတည်သေးဘူးကလေးစိတ်ရေလို့တော့မထင်ပါနဲ့မထင်ပါနဲ့ဟုတ်လားမဟုတ်လားဆိုရင်ကိုယ့်သားသမီးလေးတွေချော်ပြီးသမီးမိမိကြောင်းမှာအဲအဲ့လိုလိုကြိုက်နေရရှိလားအမ်ဘီဘီတို့ပြောပြီးတို့ပြောပြောအဲ့လိုလေးပေါ့နော်ဒီလိုလေးတွေမေးကြည့်ပါမေးကြည့်ပါမေးကြည့်ရင်ကျွန်တော်ပြောလာလေဟုတ်လားမဟုတ်လားသူ့ရွယ်သူအားလေးရှိပါတယ် ဒါလေးတွေကိုမိဘလေးကိုယ့်ရဲ့ငယ်ဘဝចောင်းသားဘဝလေးတွေကိုမမေ့ကြပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်အလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းပြည့်စုံကြပါစေနောက်နောက်မှလည်းကျွန်တော်ခုလိုမျိုးဗီဒီယိုလေးတွေကို ကျွန်တော်တွေ့တာလေးတွေကိုကျွန်တော်မိဘလေးနဲ့သတိမိတီချာနေဆုံးမမှုလေးတွေကျွန်တော်တင်ဆက်ပေးပါမယ်ကျွန်တော်လည်းအားပေးကြပါလို့မေတ္တာရက်ခံပါတယ်ခင်ဗျာ